ဂလက်ဆီမူဗီရီကပ်ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကွန်ဖူးပညာရှင်လူငယ်လေးရှောင်းလီဖောင်ကဒီယုတ်ပြည်အားဆီယာဟန်စီမှာကွန်ဖူးပညာသင်ကြားခဲ့ပြီးအကြောင်းတစ်ခုကြောင့်အမေရိကန်နိုင်ငံနယူးယောက်မြို့ကိုပြောင်းသွားခဲ့ပါတယ်နယူးယောက်မြို့ရောက်တဲ့ခါမှာတော့အမေရိကန်ကအတိုင်းပညာရှင်တွေနဲ့ဘယ်လိုမျိုးတိုက်ခိုက်ကြရမလဲဆိုတာကိုစိတ်ဝင်စားဖို့ရည်ကူးပေးထားတဲ့ Karate Kid Legend 2025ဇာကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကားထဲမှာတော့မီယာမီဆိုတဲ့ကောင်မလေးနဲ့ကော်နာဆိုတဲ့ကောင်လေး ပြီးတော့ကိုဖူးပညာရှင်လေးရှောင်းလီဖောင်တို့ရဲ့သုံးဝင်ဆိုင်ဇာတ်လမ်းလေးကလေစိတ်ဝင်စားဖွယ်ကောင်းအောင်လို့ပါဝင်ရကုတင်ဆက်ပေးထားပါရီအဲ့တော့ဇာတ်လမ်းလေးကိုနားဆင်ခန်းစားလိုက်အောင်ပါကျွန်တော်တို့ JM ကပင်တိုင်းတင်ဆက်ပေးနေတဲ့ရှင်းသူပဲဖြစ်ပါရီခင်ဗျဆရာမီယာကီဟာကရာတေးပညာကိုလေ့ကျင့်နေပါရီမကြခင်မှာပဲဒန်နီယယ်ကရောက်လာပြီးတော့သူ့ရဲ့ဆရာကိုလာရောက်နှုတ်ဆက်ပါရီဒန်နီယယ်ကနေရာမှာချိန်ထားတဲ့ပုံတွေကဘသူရဲ့ပုံတွေလဲဟိုကဘသူလဲဒီဟာဘသူလဲနဲ့မေးနေပါရီ မေယာကီကတော့အားလုံးကသူ့ရဲ့မျိုးဆက်နဲ့ဘိုးဘေးဘီပင်ဘောင်ဘုတ်တေရဲ့ပုံတွေပဲဖြစ်တယ်လို့ပြောပြပါရယ်ဂျပန်နိုင်ငံအိုကီနာဝါကိုပထမအဦးဆုံးဂရာဒီပညာတဲဆောင်လာခဲ့တဲ့ဆီအိုင်မစ်ရှင်4ရဲ့ပုံလေချိတ်ဆွဲထားတွေ့ရပါရယ်ဆီအိုင်ပြောပြချက်ရတော့ဆီအိုင်မစ်ရှင်4ကသူ့လိုငါလိုပဲဂျပန်လူမျိုးတငါတွေဖြစ်တယ်လို့သိရပါရယ်ဆီအိုင်မစ်ရှင်4ကငါးများတာကြိုက်တယ်လို့အရက်လေးကြိုက်တဲ့သူတဦးဖြစ်ပြီးတော့တရက်မှာတော့၄ပြင်းရကြအရက်ကမူနေရပူပူနဲ့အိုကီနာဝါစိတ်ကမ်းမှာအိပ်ပျော်သွားပါရယ် ဇီယာမရှင်4ပြန်နိုးလာတဲ့ခါမှာတော့တရုတ်စီကန်းကိုရောက်နေခဲ့ပါတယ်။သူ့ကိုကယ်တင်ခဲ့တဲ့ဟန်မီသားစုကတော့ဇီယာမရှင်4ကိုကွန်ဖူအကျဉ်းစားတွေတင်ပေးလိုက်ပါတယ်။ဇီယာမင်းရှင်ဖောကအိုကီနာဝါကိုပြောင်းလာတော့ဂျပန်ရိုးရာအခြေခံနီးပညာတွေနဲ့ကိုဖူးပညာကိုပေါင်းဆက်ပြီးတော့ဂရာဒေးပညာကိုတီထွင်ဖြန့်ဖြူးခဲ့တယ်လို့ပြောပြခဲ့ပါတယ်။တရုတ်နိုင်ငံဘေဂျင်းမြို့ရဲ့ဟန်ကိုဖူးကျောင်းတော်မှာတော့ဆီယာဟန်ဟာသူ့ရဲ့တပည့်တွေကိုကိုဖူးပညာသင်ကြားပေးနေပါတယ်။ကျောင်းရဲ့အဓိကကိုဖူးကွက်ဖြစ်တဲ့အနွေးရဲ့ဝဲအနွေးရဲ့ချိုတိုင်းကွက်ကထေရှားလာပါတယ်။ ။သူတို့ဖက်ရဲ့နောက်ဘက်နားမှာတော့တအူးတဲ့တစ်လုံးတစ်လက်နဲ့ကွန်ဖူလေးကျင်နေတဲ့ရှောင်းလီဖောင်ကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာရှောင်းလီဖောင်ရဲ့မိခင်ကရောက်လာတာကြောင့်မလို့ကလေးငယ်တယောက်ကဆရာဟန်ကိုရှေ့ပြေးအမြန်အကြောင်းကြားလိုက်ပါတယ်။ရှောင်းလီဖောင်ကမိခင်မတွေ့အောင်လို့ပုံအောင်နေပြီးတော့မိခင်ကလည်းရှောင်းလီဖောင်ဘယ်မှာလဲလို့ဆရာဟန်ကိုမေးပါတယ်။ဆရာဟန်ကစကားတွေလွဲပြီးတော့ရှောက်ပြောနေပါတယ်။မိခင်ကသူ့ရဲ့သားတယောက်ကလေဒီလမ်းကိုရှောက်ခဲ့ပြီလို့ဆုံးရှုံးခဲ့ရပြီးသူ့မှာရှောင်းလီဖောင်တယောက်သာကျန်တော့ကြောင်းဆရာဟန်ကပြောပါတယ် ရှားဝင်တယောက်ဖြစ်တဲ့မိခင်ကသူမဟာနယူးယောက်ကဆေးရုံမှာတာဝန်ထမ်းဆောင်မှာဖြစ်တာကြောင့်မလို့လမ်းကြုံရင်ဝင်ခဲ့ပါလို့ဆရာဟန်ကိုဖိတ်ကြားပြီးတော့တားပြစ်သူရောအော်ဟစ်နှုတ်ဆက်ကပြန်သွားပါရီ။ဂျော်လီဖောင်ကနောက်ကနေပြေးလိုက်လာပြီးတော့သူဟာလေးကျင်နေရတာဖြစ်ပြီးတော့တိုက်ခိုက်ဖို့ရွယ်ချက်မရှိကြောင်းတောင်းပန်ပြောဆိုပါရီ။မိခင်ကတော့အကျန်းဖက်ပညာကိုသင်ထားရင်အကျန်းဖက်ခြင်းကဒုက္ခပေးပြီးတော့အကျန်းဖက်ခြင်းကြောင့်ဘဝဆုံးရှုံးသွားနိုင်တယ်လို့သတိပေးပါရီ။ဒီလိုနဲ့ရှောင်းလီဘာကမိခင်တာဝန်ကြရာအမေရိကန်နိုင်ငံနယူးယောက်မြို့ရောက်လာပါရီ။ဒါမီညောက်ဟာနယူးယောက်မြို့ရဲ့စေရင်ဘုံရက်ွက်တစ်ခုမှာအခန်းတစ်ခုငှားပြီးတော့နေထိုင်ကြပါရီ။ ဂျော်လီဗာညအတွက်စားစရာတောက်စရာတခုခုသွားဝယ်မယ်လို့မိခင်ကိုပြောပြီးတော့အပြင်ထွက်လာခဲ့ပါလေ။ဂျော်လီဗာကပီဇာဆိုင်တစ်ခုတည်းဝင်သွားပြီးတော့ဘေးနားအသားအစာတို့ပီဇာများရှိပါသလားလို့မေးလိုက်တော့ပီဇာဆိုင်ရှင်ရစ်ချက်ကရီမောစားနောင်နေပါလေ။မကြခင်မှာပဲမီရာမီဆိုရဲဆိုင်ရှင်ရစ်ချက်ရဲ့တမီရောက်လာတော့မှလူငယ်ချင်းသဘောပေါက်ပြေလည်သွားပါတော့ရီ။နောက်တနေ့မနက်မှာတော့ရှောင်းလီဖောင်ကအကြောင်းသွားဖို့အတွက်ပြင်ဆင်နေပြီးအမေပြည့်သူအန်လန်ကတော့အကြောင်းလေးစာရီဇီးရမယ့်ကားရီတွေ့ရမယ့်ဆရာရီရဲ့နာမည်ကိုပြောပြပါရီ ရှောင်းလီဖောင်ကဘူရာကနေပြီးတော့ကျောင်းကိုလာရလမ်းမှာလေးလေးကျင်ကန်တစ်ခုရအောင်ပြေးလွှားလာခဲ့ပါတယ်။အမေရိကန်ကျောင်းထဲမှာတော့ပြင်းတဲ့အနမ်းကိုမြန်မာအတွဲပုံစံပဲလူသွားလမ်းမှာပေါ်ပေါ်တင်းတင်းနန်းရှုံနေကြလို့ဇီယာမော်ကန်အဲ့ဒီကျောင်းသားနှစ်ယောက်ကိုမြန်မာနိုင်ငံများမှတ်နေသလားလို့ပြောပြီးတော့လှမ်းဟောက်ပါတယ်။ရှောင်းလီဖောင်ကဝင်းဝင်းဖြည့်ပြီးတော့ကျောင်းကအပြန်လမ်းတစ်ခုကြားရောက်မှာတော့ပီဇာဘူးရီနဲ့လှုပ်ရှုံနေတဲ့မိဘမိတို့တားဖောက်ကိုတွေ့ရအောင်မလို့ဝင်းရောက်ကူညီခဲ့ပါတယ်။မိဘမိကရှောင်းလီဖောင်ကိုမှတ်မိသွားပြီးတော့ရင်းနှီးသွားကြကပီဇာတွေကိုကူညီပို့ဆောင်ပေးလိုက်ပါတယ်။ လန်ဒန်နီယာရောက်မှာရှောင်းလီဖောင်ကကရာတေသင်တန်းတစ်ခုကိုစိတ်ဝင်စားရှိနေကြောင်းမလို့မီရာမီကကရာတေသင်နေတာလားလို့မေးလိုက်ပါရီမီရာမီကသင်ချိန်လဲဒီကလပ်မှာမသင်နေလို့ပြောကအတင်းဆွဲခေါ်လာပါရီအဲဒီအချိန်မှာပဲကရာတေကလပ်ပိုင်ရှင်ကမတွေ့ရတာကြားပြီးဘာညာနဲ့လှမ်းပြီးတော့နှုတ်ဆက်ပါရီမီရာမီရဲ့ဖခင်ကိုပြန်ဆက်သွယ်ဖို့ပြောပါအောင်လို့မှားလိုက်တော့မီရာမီကကိုယ့်အကူပြောလို့သာပြောလိုက်ပါရီကလပ်ပိုင်ရှင်ကသူပြောတော့နားမထောင်လို့ဆိုပြီးတော့ပြောတော့မီရာမီကလေသူကလေသူ့ဖခင်တမီးပဲလေလို့ပြောကရှောင်းလီဖောင်ကိုလက်ဆွဲပြီးတော့ထွက်သွားပါရီရှောင်းလီဖောင်က ဘာရီလဲလို့မေးတော့အဲ့လူကအားကစားကလပ်ပိုင်းရှင်ဖြစ်ပြီးတော့သူ့ရဲ့ဖခင်ကအဲ့လူကိုအကျွေးပေးကြရရှိတယ်လို့ပြောပါရီနောက်တစ်ခါဒီရှိရတော့မှမဖြတ်နိုင်လို့လေမီရာမီကပြောပါရီအားကစားကလပ်ထဲမှာတော့ကလပ်ပိုင်းရှင်ကကော်နာဒီကိုသူ့ရဲ့ရည်စားမီရာမီကိုတေဂိုလေးတယောက်နဲ့တွဲသွားတွေးလိုက်ရတယ်လို့ပြောပါရီကော်နာဒီရဲ့ရှိရတယောက်ကလောင်ရည်နေရာကြောင့်မလို့ကော်နာဒီကသွားတော့မေးလို့နှုတ်ဆက်လိုက်ပြီးတော့မှစိတ်တူကနောက်ပြန်လှည့်ပြီးတော့အဲ့လူရဲ့မျက်နှာကိုဖြောင်းဝင်းနဲ့ကန်ထည့်လိုက်ပါရီနယူးယောက်မြို့ရဲ့တရုတ်တန်းတနေရာမှာတော့မီရာမီက ထောင်းနေရတဲ့ပစ္စည်းတခုကိုဈေးစစ်နေပေမဲ့မရတာကြောင့်မလို့ချောလီဖောင်းဈေးစစ်ပေးလိုက်တဲ့အခါမှာတော့450နဲ့ရလာခဲ့ပါတယ်။အားကြောင့်မလို့မီယော်မီကနားမလည်နိုင်ဖြစ်နေတဲ့အခါမှာတော့ချောလီဖောင်းကဘေကျင်းအကောင်လေးရဲ့ရည်စားမလို့ရှော့ပေးလိုက်တာဖြစ်တယ်လို့လည်းပြောပြတာကြောင့်နှစ်ယောက်သားက easily ဖြစ်ခဲ့ကြပါတယ်။ဂျော်လီဖောင်ကမီရာမီရဲ့အနောက်ကနေစကူတာစီးရင်ညူယောက်မြို့ပတ်ခဲ့ကြပါရီ။လမ်းမှာစကူတာပြတ်သွားတာကြောင့်သူတို့ယောက်ကယထာဘောစကူတာတီးပြီးတော့ပြန်ခဲ့ကြပါရီ။ယထာဘောမှာသူတို့ဟာမီရာမီရဲ့ရီးစားဖြစ်ခဲ့မှုတဲ့ကရာတေးသင်တန်းကကော်နာတီးတို့အဖွဲနဲ့တွေ့ဆုံကြပါရီ ဲဒီမှာကော်နာလေးကဒရုန်းယောက်ကကိစ္စပြက်သလားမပြက်သေးရလားမသိရသေးခင်မှာဒီဘေကျင်းကကောင်လေးကငါတို့ဆိုတဲ့အခြေအနေကိုရောက်သွားလာလို့မိပါတယ်ကော်နာလေးကသူ့ရဲ့ညစ်ပတ်နေကြထုံးစံတိုင်းအလျှော့ပေးသလိုလုပ်ပြီးတော့မှရှောင်းလီဖောင်းရဲ့မျက်လုံးကိုဖောက်နေထိုးကညုံမဲဆွဲစီခဲ့ပါတယ်အပြန်လမ်းမှာတော့မီရာမီကကော်နာရဲ့အကြောင်းအတင်းတုပ်လာပါတယ်ကောနာဟာအရင်ကအခုလောက်မဟုတ်ပါဘဲဒီတင်တဲ့တက်ပြီးတော့24နာရီလုံးလုံးလေးတင်နေရဖြစ်တယ်လို့ပြောပြလာပါရီ။ခရိုင်ပြိုင်ပွဲ၅ခုမှလေးပဲချန်ပီယံဖြစ်လာပြီးတော့မှအခုလိုမျိုးဇောင်းမွေးထလာတာဖြစ်တယ်လို့လည်းပြောပြပါရီ။ မနက်မိုးလင်းတဲ့ခါမှာတော့မိခင်ဖြစ်သူကရှောင်းလီဖောင်နှိုးရင်းလက်ဖက်ကြောက်ထုပ်ကိုဖယ်လိုက်တာကြောင့်မလို့ဒဏ်ရာအောင်မြင်တွေ့သွားပါတယ်။မိခင်ကလည်းနယူးယောက်မှာရံမဖြစ်ဖို့မှားထားတဲ့အကြောင်းရှောင်းလီဖောင်သတိပေးပါတယ်။ခဏနေတော့မိခင်ကရှောင်းလီဖောင်ကို SAD အတွက်ငှားထားတဲ့ဂိုက်စီယာအယ်လန်နဲ့မိတ်ဆက်ပေးပါတယ်။ရှောင်းလီဖောင်ဟာသူ့ရဲ့အခန်းထဲမှာကွန်ဖူပိုစတာတွေကွန်ဖူစာအုပ်တွေကိုပြန်ဖွင့်ကြည့်ရင်ပျော်နေပါတယ်။စာအုပ်ကြားတွေကထွက်လာတဲ့အကိုဖြစ်သူရဲ့ပုံထုတ်ကြည့်ရင်သတိရသွားပါတယ်။သူ့ရဲ့ကိုကသူ့ကိုတပတ်လေကျုံးထိုးခုံကန်နီကိုသိမ်းပြီးထားတော့သတိရသွားပါတယ်။ ောက်တနေ့ရှောင်းလီဖောင်ကျောင်းကအပြန်မှာတော့ကော်နာဒီကနှုတ်ဆက်ပြီးသူ့ကိုရှောင်းမနေဖို့ပြောပါတယ်ကော်နာဒီကအနာကက်လာပြီးတော့သူတို့ဂရာဒီရဲ့အခြေခံကြရတဲ့အချက်ကသတိမလွတ်ဖို့ဖြစ်တယ်လို့ပြောကာမျက်လုံးကောင်းသွားပြီလားလို့မေးပါတယ်ရှောင်းလီဖောင်ကစိတ်တူသွားအောင်မလို့အနောက်ကိုလှည့်ကာကော်နာဒီကိုတွန်းလိုက်ရင်ကြောပွေးကိုချွတ်ချလိုက်ပါတယ်သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်လိုက်တဲ့အချိန်မှာတော့ပွဲကြည့်မဲ့ပရိသတ်ကလည်းဝိုင်းလာပါတယ်ကော်နာဒီကတော့ရှောင်းလီဖောင်အလျှော့ပေးရနေနေလက်မသုံးဘဲချောင်းနေပဲချမိလို့ပြောပါတယ်ကော်နာဒီကလက်နှစ်ဖက်ကိုဘောင်းမိအိတ်ကတ်ထဲကိုထည့်ပြီးတော့ရှောင်းလီဖောင်ရဲ့လက်သေးချက်တွေကိုရှောင်းနှိမ့်ပါတယ် ဂေါ်နာရီကရှောင်းလီဖောင်းရဲ့ယင်ဝါကိုစောင့်ကန်လိုက်တဲ့အခါမှာတော့ရှောင်းလီဖောင်းကပလက်လန်လေးကြသွားပါပြီ။အမှရှောင်းလီဖောင်းကပြန်ထလာပြီးတော့သူ့ရဲ့အကိုသေမီးထားတဲ့ငကားကန်ချက်ကိုအုံပြူပြီးတော့ဂေါ်နာရီကိုတိုက်ခိုက်ပါပြီ။မကြခင်မှာပဲ CR ရောက်လာပြီးတော့သူတို့မျိုးရဲ့ရန်ပွဲကိုတားဆီးလိုက်ရပါပြီ။ဂေါ်နာရီကအရန်နေဒေါသထွက်ပြီးသူ့ကိုချချင်ရင်ခရိုင်၅ခုဘွဲမှာတရားဝင်လာချလို့ပြောပြီး CR ရဲ့လက်ထဲကနေရုံးကန်ထွက်သွားပါပြီ။ ညဘရောက်တဲ့အခါမှာတော့ရှောင်းလီဖောင်ကမီရာမီရဲ့စကူတာကိုပြင်ပေးဖို့အောက်ကိုဆင်းသွားချိန်မှာအမိုက်လာပြစ်တဲ့ရစ်ချက်ကလူစင်းတစ်ဖွင့်နဲ့တိုက်ခိုက်ရင်းနဲ့ရင်ဆိုင်နေရတော့တွေ့လိုက်ရပါတယ်။လူစင်းတယောက်ကရစ်ချက်ကိုအနောက်ကနေရိုက်ဖို့ကြိုးစားတာကြောင့်မလို့ရှောင်းလီဖောင်ကသတိပေးလိုက်ပေမဲ့နောက်ကျသွားပါတယ်။ရှောင်းလီဖောင်တွေ့သွားတဲ့လူကလည်းရစ်ချက်စီကိုတွားနေတဲ့ရှောင်းလီဖောင်ကိုတွန်းထုတ်လိုက်ပါတယ်။အဲလူကရှောင်းလီကိုတွန်းထုတ်ပြီးတော့လက်သီးနဲ့ထိုးပါတယ်။ရှောင်းလီကရှောင်းတိန်ပြီးတော့စောင့်ကန်လိုက်တာကြောင့်မလို့အဲလူကအမိုက်ပုံးထဲကိုနောက်ပြန်လဲကျသွားပါတယ်။ကျန်တဲ့နှစ်ယောက်ကလည်းရှောင်းလီကိုထင်းရှူးသားရင်ဝင်ရောက်ရိုက်နှက်ကြပါတယ်။ ဂျော်နီဖောင်ကအဲ့ဒီနှစ်ယောက်ရဲ့ရက်ချက်တွေကိုလှည့်ပတ်ရှောင်တင်းပြီးတော့တယောက်ရဲ့ငေးဘိုးကိုဘုတ်ကနေဆောင်ကန်လိုက်ပြီးတော့နောက်တစ်ယောက်ရဲ့မျက်နှာကိုခွက်ကနေထိုးကျိတ်လိုက်ပါတယ်။တရီလင်းနေရာကနေထလာတဲ့ရစ်ချက်ကကျွမ်းကျင်စွာခုံပေါက်တိုက်ခိုက်နေတဲ့ရှောင်လီဖောင်ကိုတွေ့မြင်သွားပါတယ်။လူသုံးယောက်ကလည်းရှောင်လီဖောင်ကိုမရှင်နိုင်တော့မှတီးတော့မှပဲထွက်ပြေးသွားကြပါတယ်။ရစ်ချက်ကတော့ရှောင်လီဖောင်အံ့ဩနေပါတယ်။သူကအရင်ကကွန်ဖူးပညာကိုနည်းနည်းပါးပါးလေ့လာပူတယ်လို့ပြောပါတယ်။ရစ်ချက်ကသူ့ကိုတင်ပေးပါလားလို့ပြောတော့ရှောင်းလီဖောင်ကပြုံးကြည့်လိုက်ပါတယ်။ရှောင်းလီဖောင်ကဆော့ဆော့ကဘာလို့ရည်လဲလို့မေးတော့ ူ့ရဲ့အကျွေးတွေကိုလူမိုက်နဲ့လာတောင်းတာဖြစ်တယ်လို့ပြောပါတယ်။အဲ့လိုအချိန်ဒီမှာဘေးစရာမရှိရင်တိုက်ခိုက်ခံနေရတယ်လို့ပြောပါတယ်။အဲဒါကြောင့်မို့ပဲသူကအရင်ကတော်ရဲသူတယောက်ဖြစ်ပြီးတော့လက်ဝေပြိုင်ပွဲတွေမှာလည်းရှင်းပြိုင်ဘူးတယ်လို့ပြောတာ။သူ့မြတ်တနိုးထားတဲ့လက်ဝေကံကိုခေါ်သွားပါတယ်။ရေချက်ကမီရာမီမွေးလာတဲ့နောက်မှာသူ့ရဲ့လက်ဝေထိုးရဲ့အလုပ်ကိုရန်နာလိုက်တာဖြစ်တယ်လို့လည်းပြောပြပါတယ်။ရေချက်ကတနေ့တနေ့မီရာကိုထိုင်ကြည့်နေနေသူ့ရဲ့ဘဝပြောင်းလဲလာမှုတွေကိုခံစားရတယ်လို့ပြောပြပါတယ်။ Razer က तू ਨੇ တည်တဲ့ပွဲစီစဉ်သူစီစဉ်ပေးထားတဲ့ပွဲမှာ तू ကဝင်ပြိုင်ခြင်းတယ်လို့ပြောပါတယ် နိုင်ငံမယ်ဆိုလို့ရှင်တော့အကျိုးရကြီးပြီးတော့စိုင်းပောင်ထားရလည်းမဆုံးတော့ဘူးမီရာရဲ့ကောလိပ်ចောင်းစိတ်ကလည်းကာမိသွားမယ်လို့ပြောပါရီចောင်းလီကတော့သူကမတိုက်ခိုက်တော့ဘူးဂရီပေးထားအကြောင်းမလို့မတင်ပေးနိုင်ဘူးလို့ညင်းလိုက်ပါရီចောင်းလီဖောင်ကသူကလည်းသူ့ရဲ့တဖြည်းဖြည်းချင်းပြောင်းလဲလာတဲ့သူ့ရဲ့ဘဝကိုပြန်မြင်နေရတယ်လို့ပြောပြီးတော့ထွက်သွားပါရီညဘရောက်တဲ့ခါမှာတော့ចောင်းလီဖောင်ကမိခင်နဲ့အတူတူစူတောင်းပွဲတော်တစ်ခုကိုတွားရောက်ခဲ့ပါရီကျော်လီဖောင်ကသူ့ရဲ့ကွန်ဖူးဆီယာဆရာဟန်စီကိုဖုန်းဆက်ပြီးတော့တာเจ้าမာเจ้าပြောရင်းနဲ့သူကတခြားတစ်ယောက်ကိုကွန်ဖူးသင်ပေးခွင့်ရှိသလားလို့မေးလိုက်ပါရီ ဂျာရန်ကတငယ်ချင်းပြည်သူတို့ကကောင်းသောအထောက်ပံ့ဖြစ်မယ်လို့ထင်ရင်တော့တင်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။တတိမာရောရှောင်းလီဖောင်ကရေးချက်စီကိုသွားပြီးတော့ကွန်ဖူးတင်ပေးမယ်လို့ပြောလိုက်ပါတယ်။ဘယ်တော့စတင်ပါလဲလို့မေးတော့ရှောင်းလီဖောင်ကပြုံးလိုက်တာအကြောင်းမလို့ဆိုင်အောင်ချက်ချင်းပိတ်ကလက်ဝေကန်ကိုဝင်ခဲ့ကြပါတယ်။ရေးချက်က "तू ကကလေးကိုမထိုးချင်ဘူး"လို့ပြောကနှစ်ယောက်သားလက်ရည်ဆန်းလိုက်ကြပါတယ်။ရေးချက်ဟာဖင်ထိုင်ရဲ့လဲကျသွားအကြောင်းမလို့ရှောင်းလီဖောင်ကကာတက်အောင်လှုပ်ဖို့အတွက်တတိပေးပါတယ်။မကြခင်မှာမိရောမိပြန်အောင်လာပြီးတော့ဆိုင်ရဘိန်းရဆပြီးတော့ညရှင်နာရီပိတ်တာလေးလို့မိကညုံညင်သွားပါ ड़ी မိရမီယာတင်မီရဲ့လူကိုရောလက်ဝိပြိုင်မဲ့သူကိုရောနှစ်ယောက်စလုံးကိုစူပူပါရီဒုနှစ်ယောက်ကလည်းတယောက်ကိုတယောက်လွဲချပြီးတော့ငင်းဆန်နေရကြောင်းမိရမီယာသူကပီဇာရောင်းအောင်မယ်လို့ပြောကထွက်သွားပါရီဂျောင်းလီကတော့အရာရာကကွန်ဖူးပဲလို့ပြောပြီးတော့ဂျုံနေထူထောင်းတာလည်းကွန်ဖူးရိုးပလင်းနေဖွင့်တာလည်းကွန်ဖူးပီဇာကိုရိုးတုပ်တာလည်းကွန်ဖူးဆိုပြီးတော့အလုပ်တွေကိုလုပ်ရင်းနဲ့ကွန်ဖူးပညာကိုသင်ကြားပြီးပါရီဂျောင်းလီကသွားရင်းလာရင်ရစ်ချက်ကိုယထားပေါ်မှာရိုးမထိုင်ရပဲကီသွင်းရထဲကထိုင်ခိုင်းပါရီ ရောင်လီဖောင်ကရစ်ချက်ကိုလေးချင်ငိုင်းနေပေးထားတဲ့အချိန်မှာရစ်ချက်ရဲ့ဗီဇာဆိုင်ကိုကူပြီးတော့ရောင်းမိပါရီ။ဒီမှာတော့သူ့ရဲ့လက်ဝေးကန်းထဲမှာညာဘက်ကြီးလေးချင်နေတော့ရစ်ချက်ကပြန်ရောက်လာပါရီ။ညာရဲ့တကောင်လက်ဝေးထိုးလေးချင်နေရာကြောင်းမေးကြည့်တဲ့အခါမှာတော့မိခင်ကလက်ဝေးထိုးတာမကြိုက်တာကြောင့်ခိုးပြီးတော့လေးချင်နေရတာလို့ပြောပါရီ။ရောင်လီဖောင်ကသူ့ရဲ့အကိုဖြစ်သူကလည်းကွန်ဖူသမားတစ်ယောက်ဖြစ်ပြီးမနေ့ကဘေကျင်းပြိုင်ပွဲတစ်ခုမှာချန်ပီယံဖြစ်ခဲ့တယ်လို့ပြောပြပါရီ။အဲ့ဒါကိုမကျေနပ်တဲ့အဖွဲတစ်ခုကလန်ကူးလက်မှာသူတို့နှစ်ယောက်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပြပါရီ။အင်အားချင်းမမျှအကြောင်းမလို့အကိုဟာဓာတ်ထိုးခံလိုက်ရတယ်လို့လည်းပြောပြပါရီ။ အဲဒီနောက်ပိုင်းမှာမိခင်ရဲ့တင်းကျပ်မှုကြောင့်ထိုးကျိတ်ရန်ဖြစ်ခြင်းကိုရှောင်ရှားလိုက်ရတယ်လို့လည်းပြောပြပါရည်။ရေချက်ပြိုင်ပွဲဝင်ရတော့မယ့်ညမှာတော့ရှောင်လီနဲ့မီရွာကလည်းစိတ်လုံရှားစွာနဲ့ပူးပေါင်းဆောင်ရွက်နေပါရည်။ရှောင်လီကလက်သေးထိုးရမှာနေမဟုတ်ဘူးလို့မီရွာကပြောပါရည်။ရှောင်လီဖောင်ကမီရွာမီကိုကွန်နာနဲ့သဝင်တိုးပြီးတော့စိတ်ကောက်နေရပဲဖြစ်ပါရည်။အခုအမားအစ်ကိုစားကြမေးလို့ပြောတာနှစ်ယောက်သားကနှကန်းချင်းထီးလူစည်းစည်းမှာအောင်မလီဆိုတဲ့အတန်နဲ့တူတူရေချက်ကရောက်လာပါရည်။အားနေပဲသူနှစ်ယောက်ကလည်းမမားလိုက်ပဲရှိခဲ့ရပါရည်။ အဲနောက်တော့သူတို့ကကျိုးဝိုင်းရှိရအခန်းအောင်ထွက်လာခဲ့ကြပါတယ်။ဘွဲဆောင်မကလေးက Richard ကအသာစီးရနေပါတယ်။အချိန်နှင်းခဲ့ကြတဲ့ခါမှာတော့ Richard ကလည်းတစ်ချက်တစ်ချက်အထိုးခံလိုက်ရပါတယ်။အချိန်နဲ့ထိုးကြရင်တတိယအချိန်မှာတော့တပတ်လူက Richard ရဲ့ဂျောင်းပိတ်ထိုးတော်ခံရပါတယ်။အောက်မှာကြည့်နေတဲ့သူကမျက်ရည်ပြလိုက်တဲ့ခါမှာတော့တပတ်သူက Richard ကိုစီးကမ်းဖောက်ပြီးတော့တောင်းနဲ့ထောင်းလိုက်ပါတယ်။အဲဒီတော့မှဟန်ချက်ပြသွားတဲ့ Richard ကိုတပတ်လူကကန့်နဲ့ခေါ်ထုတ်ကဆင်းကိုရောက်တဲ့အထိထိုးလိုက်ပါတယ်။ရှောင်းလီဖောင်ရဲ့မိခင်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှောင်းလီဖောင်စူပူကျိမ်းမောင်းပါတယ်။ ဂျောင်းလီဖောင်ကလည်းသူကလေ့ကျင့်ပေးုံသာဖြစ်တယ်လို့ပြောပါတယ်။ဂျောင်းလီဖောင်ကအတော်လေးစိတ်ထိခိုက်သွားပြီးတော့နေရာမှာကတ်ထားတဲ့ပိုစတာတွေကိုဖျဲကာဆီယာဟန်ရဲ့ဖုန်းခေါ်ဆိုမှုကိုလည်းမကင်တော့ပဲခြားထားလိုက်ပါတယ်။တကယ်မှာတော့ဂျောင်းလီဖောင်ကမိဘဝန်ထဲမှာရှိနေတော့လူတစ်ယောက်ကလာရောက်တိုက်ခိုက်တာအကြောင်းမလို့အမောင်ထဲမှာအသေးအံတိုက်ခိုက်လိုက်ရပါတယ်။နောက်တော့မှအဲ့လူကကန်လိုက်တဲ့အချိန်မှာဂျောင်းလီဖောင်ကနေအောင်ကတ်သွားပြီးတော့မိခလုတ်ကိုကြုံးနဲ့ထိမိအောင်အကြောင်းမလို့မီးလင်းသွားပါတယ်။အဲ့တော့မှသူ့ကိုလာရောက်တိုက်ခိုက်သူကဆီယာဟန်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲရှောင်းလီဖောင်ရဲ့အမေရောက်လာကြောင်မလို့သွန်ယောက်သားကထမင်းစားကြရင်လည်းစကားပြောကြပါရီဆရာဟန်ကလောကကြီးကပြစ်ထားတဲ့အချိန်မှာကိုကူကိုမထင်းကြောင်းနိုင်ရင်ပြန်ထနိုင်မှာမဟုတ်တော့ဘူးလို့ပြောပြီးတော့မနက်ပြန်တငယ်ချင်းစီကိုသွားကြမယ်လို့ရှောင်းလီဖောင်ကပြောပါရီရေချန်နဲ့ရှောင်းလီဖောင်ကပြီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူမားရဲ့ငါမှန်နေလို့ပြောပြီးတော့နောက်မှဘသူမှမမအောင်လို့ပြောတာတီးလေသွားကြပါရီဆရာဟန်ကတော့တငယ်ချင်းကိစ္စကိုကိစ္စဆိုရဲတရုတ်စကားပုံတိုင်းမင်းနေကောင်းရင်အဲ့ဒီကိစ္စကိုတိုင်ပင်ကြမယ်လို့ပြောပြီးတော့ပြန်သွားပါရီ အပြင်မှာတော့ရှောင်းလီဖောင်ကဘလို့ကူညီကြမလဲလို့မိတော့ဆယ်ရက်နေရောက်ရင်ခရိုင်၅ခုပြိုင်ပွဲရှိရလို့ပြောပြီးတော့လေးချင်းမို့နှစ်ရက်အချိန်ရရလို့ပြောကလေးချင်းစီယာနေရရှာကြပါလိမ့်ဆီယာဟန်ကသူတို့မျိုးရဲ့မိအောင်ဆွေအောင်ဖြစ်တဲ့အိုကီနာဝါကျွန်းကကရာဒီဆီယာရဲ့မီဟာဂီရဲ့အိမ်ကိုရောက်သွားပါလိမ့်အဲ့ဒီအိမ်မှာမီဟာဂီကတေဆုံးခဲ့ပြီးတော့တပည့်ဖြစ်သူဒန်နီယယ်ကိုသာတွေ့ခဲ့ရပါလိမ့်ဆီယာဟန်ကသူ့ရဲ့ကွန်ဖူးတပည့်လေးရှောင်းလီဖောင်ကိုကရာဒီတင်ပေးပါလားလို့ဒန်နီယယ်စီမှာတောင်းဆိုလိုက်ပါလိမ့် နောက်တစ်နေ့မနက်မှာတော့ဆီယာဟန်းနဲ့ရှောင်းလီဖောင်တို့ကမိုးမျော်တိုက်တစ်ခုရဲ့အမိုးပေါ်မှာရှိတဲ့အဲလိုင်းရဲ့ဥယျာဉ်လေးထဲမှာလေ့ကျင့်ခန်းတွေကိုအပြင်းထန်လုပ်ကြပါရီဆီယာဟန်းဟာရှောင်းလီဖောင်ပြိုင်ပွဲဝင်မှုအတွက်အကျိတ်နဲ့ပြောဆိုကခွင်းတောင်းလိုက်ရပါရီဆီယာဟန်းကရှောင်းလီဖောင်အတကုံမောင်းနေပြီးတော့သူကတော့ဟော့တော့စားကရှောင်းလီဖောင်တော့ပန်းသီးတာကျွေးခဲ့ပါရီအဲ့ဒီအချိန်မှာခရိုင်၅ခုချန်ပီယံကော်နာကလည်းအပြင်းထန်လေ့ကျင့်နေပါရီမကြခင်မှာနယူးယောက်ကိုမလာနိုင်တော့ဘူးလို့ပြောထားတဲ့ဒန်နီယယ်ကရောက်လာပါရီဆီယာဟန်းကရှောင်းလီရဲ့အစွမ်းအဆောက်ကိုကြည့်ဆိုပြီးတော့နှျောက်သားကစားပြပါရီ ဂျာန်ကရှောင်းလီဖောင်မှာအရန်ပြော့ပြောင်းတဲ့ကွန်ဖူးပညာရှိနေလို့ပြောပါရီပြိုင်ပွဲကတော့ကရာတေးပြိုင်ပွဲဖြစ်တာအကြောင်းမလို့ကရာတေးသင်ရမယ်လို့ဒန်နီယယ်ကပြောပါရီခဏတစ်ပြုတ်အနားယူချိန်မှာဆီယာဟန်ကရှောင်းလီဖောင်ပြောချင်တာများရှိသလားလို့မေးတော့မီရာမီကနည်းနည်းအခြေတင်ဖြစ်နေတာကနေပြီးတော့စကားပြန်မပြောတော့ဘူးလို့ပြောပါရီဂျာန်ကဘဝအတွက်မေးစရာမေးခွန်းကတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့တန်ရဲလားဆိုတာပဲလို့ရှောင်းလီဖောင်ပြောပါရီမီရာမီရဲ့ဗီဇာဆိုင်မှာမန်နေဂျာကပျက်စီးအမှားရှိရလို့ပြောတာကြောင့်မလို့မီရာမီကသူ့ဘဲသွားပို့ရမှာပဲလို့ပြောတာစပိန်နဲ့ထွက်သွားပါရီ ဗီဇာမာရဲ့နေရာရောက်တဲ့အခါမှာတော့အဲလန်နဲ့ရှောင်းလီဖောင်းကဆိုင်ငယ်ကြိုပြီးတော့အဲလန်ကဂျောင်းဝင်ဖြည့်ရှင်းပေးနေရပါတယ်။မီရာမီကလည်းစိတ်ပြေသွားပြီးတော့သူ့အဖေအတွက်ရောသူ့အတွက်ပါအဲ့လောက်ထိအနစ်နာခံဖို့မလိုအပ်ကြောင်းပြောပါတယ်။မီရာမီကအဲလန်ကိုကျေးဇူးတင်လွန်တာကြောင့်မလို့ချစ်တောင်ချစ်ချင်လာပြီလို့ပြောလိုက်ပါတယ်။ရှောင်းလီဖောင်းကတော့သူဒီဘွဲကိုနိုင်ခဲ့မယ်ဆိုရင်သူ့အတွက်အောင်မြင်မှုဟာတစ်ခုတည်းမဟုတ်ဘူးလို့ပြောပါတယ်။ဒါမှလည်းကျိုးဝိုင်းတောင်းမှမီရာမီရှိနေရမယ်လို့ရှောင်းလီဖောင်းကပြောပါတယ်။ဒီလိုနဲ့ပြိုင်ပွဲပြိုင်ရမယ့်ရက်ကိုရောက်လာခဲ့ပါပြီ။ပထမအဦးဆုံးပြိုင်ပွဲဝင်တွေကတော့ရှောင်းလီဖောင်နဲ့ဗုဒ္ဓစတီဗင်တို့ပဲဖြစ်ပါရီ အလုံးနဲ့စားတင်ထိုးတက်ကြပြီးတော့စတီဗင်ကရှောင်းလီဖောင်ရဲ့ဘိုက်ကိုထိုးပြီးတော့တမက်ရသွားပါတယ်။နောက်တစ်ချိန်ပြန်ထိုးတဲ့အခါမှာတော့ရှောင်းလီဖောင်ကစတီဗင်ရဲ့ဘိုက်ကိုဒူးနဲ့တိုက်ပြီးတော့တမက်ပြန်ယူလိုက်ပါတယ်။ရှောင်းလီဖောင်ကစတီဗင်ရဲ့ဘိုက်ကိုကန်လိုက်ချိန်မှာတော့စတီဗင်ကရှောင်းလီဖောင်ရဲ့ချောက်ကိုဖမ်းထားလိုက်ပါတယ်။ရှောင်းလီဖောင်ကအဲ့ဒီလက်ကိုအားယူပြီးတော့ခုံထက်ကစတီဗင်ရဲ့ခေါင်းကိုဖြောင်းနဲ့ကန်ထိုးလိုက်ပါတယ်။စတီဗင်ကရှောင်းလီဖောင်ရဲ့ကန်ချက်ကြောင့်မလို့ပြန်ထလာနိုင်ခြင်းမရှိတော့ဘဲနဲ့စင်ပေါ်မှာပြားသွားခဲ့ပါပြီ။အလုံးနဲ့နောက်တစ်ပွဲမစခင်ဂျာရဲ့ဒီမှာဆီယာဟန် ်ဆေယာဒန်နီယယ်နဲ့ရှောင်းလီဖောင်တို့ကပြိုင်ဘက်ရဲ့ပြောကွက်ဟာကွက်တွေကိုသိရှိရဖို့အတွက်ညှိနှိုင်းတိုင်ပင်ကြပါတယ်ဒူရပွဲစဉ်မှာလည်းပဲရှောင်းလီဖောင်ကအနိုင်ရရှိခဲ့ပါတယ်အဲဒီနောက်မှာရစ်ချတ်ကဆေးုံကပြန်လဲဆင်းလာခဲ့ပြီးပီဇာဆိုင်တွေကိုရောက်သွားတဲ့အခါမှာတော့နယံမှာသူလက်ဝေထိုးတော့ကကျိုးဝိုင်းပုံတွေကိုတွေ့လိုက်ရပါတယ်မီရာမီကဓာတ်ပုံတွေကမြင့်မြတ်ထိုက်တဲ့နေရာမှာနေရာယူနေပါပြီလို့လည်းပြောလိုက်ပါတယ်ဆိုင်မနေဂျာကတော့ဘသူကြီးလဲဟေးလို့ရစ်ချတ်ကိုလှမ်းပြီးတော့နောက်ပြောင်နေပါတယ် အဲဒီလိုနဲ့တဖြည်းဖြည်းနဲ့နောက်ဆုံးဖိုင်နယ်ပွဲကိုတက်ရောက်လာသူတွေကတော့ရှောင်းလီဖောင်းနဲ့ကိုနာဒီတို့ပဲဖြစ်ပါရီ။ပြိုင်ပွဲမစခင်တပတ်တိတိအချိန်ပေးထားပြီးနောက်ဆုံးဖိုင်နယ်ပွဲကိုမိုးမျော်တိုက်ကြီးတစ်ခုရဲ့အပေါ်ဆုံးတက်မှာကျင်းပမှာဖြစ်ပါရီ။ဒန်နီယယ်ကတော့ကိုနာဒီဟာကြားဆိုမှာကြားဖြစ်ပြီးတော့ကြားအောင်နိုင်မှုဆိုတာကထောင်ချောက်ဆင်တက်ရမယ်လို့ရှောင်းလီဖောင်းပြောပါရီ။ရှောင်းလီဖောင်းကတော့ကွန်ဖူးဆီယာနဲ့ကရာဒီဆီယာကြားမှာဗျာများနေပါရီ။ရှောင်းလီဖောင်းဟာဆီယာနှစ်ယောက်ကြားမှာပြောဖက်ပြီးတော့လမ်းမကလေးထောင်ကထွက်သွားလိုက်ပါတော့လေ။ဆီယာဟန်နဲ့ဒန်နီယယ်ဟာ ကွန်ဖူးနဲ့ကရာတေးကိုလေ့ကျင့်နေတဲ့ရှောင်းလီဖောင်ကိုကြည့်ပြီးတော့မြောက်သားကသူ့ရဲ့ဆရာမီရာကီကိုတရိယာနေကြပါလိမ့်ဒီလိုနဲ့ပြိုင်ပွဲလေးကိုရောက်လာတဲ့အခါမှာတော့ရှောင်းလီဖောင်ရဲ့မိခင်ကလည်းလာရောက်ပြီးတော့အားပေးနေပါပြီကော်နာရီဟာဆရာဟန်နဲ့ဒန်နီယယ်ကိုလမ်းမှာတွေ့တော့ဂျိုးကြီးကြည့်သွားကြအောင်မလို့ကော်နာရီရဲ့ဆရာကအတင်းဆွဲခေါ်သွားပါပြီဘောလုံးပွဲကိုညနေပိုင်းမှာကျင်းပပြီးတော့ပရိသတ်တွေကလည်းတောင်းတဖြတ်ဖြတ်မိုးမြော်တိုက်ပြိုကြမတက်အားပေးကြပါလိမ့်ဒါမြင့်သူကစီကန်းချက်တွေကိုကြီးညာပြီးတော့ဟာဘီချ်လို့မအော်ခင်ကော်နာရီကအရင်ကတ်ထားတာကြောင့်မလို့ဒိုင်းကပြန်ကာလိုက်ရပါပြီ အစာပိုင်းမှာတော့ကော်နာတွေကရှောင်းလီဖောင်ရဲ့ငကားပြန်တိုင်းခွက်ကန်ချက်တွေကိုအသေးအံရှောင်းလီရပါတယ်ကော်နာတွေရဲ့ပွဲဥွတ်ကန်ချက်ကရှောင်းလီဖောင်ရဲ့မျက်နှာကိုဖြောင်းလေးထိပြီးတော့နှစ်မက်လက်ဦးသွားပါတယ်ရှောင်းလီဖောင်လေးအီစလန်ဝေသွားပြီးရင်အာတီမီတော့ပြန်ထလာပါတယ်နောက်တစ်ပွဲမှာတော့နှစ်ယောက်သားကမျက်နှာချင်းဆိုင်ပြေးလာပြီးတော့ကော်နာတွေရဲ့ကန်ချက်တွေကိုရှောင်းလီဖောင်အသေးအံကာကွယ်နေရပါတယ်ကော်နာတွေရဲ့ဘေးတံဆောင်ကန်ချက်ဟာရှောင်းလီဖောင်ရဲ့အရှိုက်ကိုကန်မိလိုက်ပါတယ်နောက်တစ်ချိန်ပြန်ဝင်လာတဲ့ရှောင်းလီဖောင်ကိုကော်နာတွေကဆွဲဖမ်းပြီးတော့ပလက်လန်နေအောင်ကင်ပေါက်လိုက်ပါတယ်ကော်နာရီကခန်းနေပြင်းနေရှောင်းလီဖောင်ဒေါသထွက်လာပြီး ဘေးရောင်ခုံကန်လိုက်တာကြောင့်မလို့ရှောင်းလီဖောင်နဲ့ရှောင်းလီဖောင်ရဲ့နောက်မှာရက်နေတဲ့ထန်လူကြီးပါပလက်လန်သွားကြပါလိမ့်ဝိုင်းဝန်းပြီးတော့အားပေးနေကြတဲ့ဒန်နီယယ်ကလည်းရှောင်းလီဖောင်ပြန်ထဖို့အားပေးနေသလိုမိခင်ပြည့်သူနဲ့ဆီယာဟန်ချစ်သူလေးမီရာမီတို့ရဲ့အားပေးမှုကြောင့်မလို့ရှောင်းလီဖောင်ကလည်းစက်ဖားတကောင်လိုမျိုးပြန်လေပြီးတော့တက်ကြွလာပါလိမ့်အမတ်ကတော့လေးမဲ့လေးမဖြစ်နေချိန်မှာကွန်ဖူးနဲ့ကရာတီကိုရောသမမှွေလိုက်တဲ့အခါမှာကော်နာရီကကြောင်းအန်းပြီးတော့အလစ်ငိုက်တွေမီးသွားပါလိမ့်ကော်နာရီရဲ့လက်သီးနဲ့ကန်ချက်တွေကရှောင်းလီဖောင်စီကိုလုံးဝထိုးပေါက်နိုင်ခြင်းမရှိတော့ပါဘူးခင်ဗျာ ဂျော်လီဖောင်ကကော်နာရီရဲ့အရှိုက်ကိုမိပါလျက်ထိုးမချပေးနဲ့အမှတ်ရအောင်သာတိုးထုတ်လိုက်ပါရီဇီယာဒန်နီယယ်ကတော့အောက်ကနေပြီးတော့ငါအကွက်ကြီးလိုရေရွတ်လိုက်ပါရီဂျော်လီဖောင်ကစတင်ပြီးတော့တမက်ရသွားအောင်မလို့5-4ဖြစ်သွားခဲ့ပါပြီကော်နာရီကအင်မတန်ဒေါသထွက်ပြီးတော့ဒိုင်းကိုတိုးဖယ်ကဂျော်လီဖောင်ကိုပြေးထိုးပါရီဒါပေမဲ့ဂျော်လီဖောင်ရဲ့လက်သီးတစ်ချက်ကကော်နာရီရဲ့ရင်ဘက်ကိုဖောက်ဖွာလေးထိုးကတမက်ရလိုက်ပြန်ပါရီဂျော်လီဖောင်ရဲ့ပထမအုံဆုံးလှည့်ပတ်ကန်ချက်ကကော်နာရီရဲ့ပောက်ကိုပုတ်တယ်ဆိုုံလေးပဲပုတ်ပြီးတော့နှမက်ရယူလိုက်ပြန်ပါရီ ။ JR နှစ်ယောက်ကတော့သူတင်ပြီးတဲ့အကွက်ငါတင်ပြီးတဲ့အကွက်နဲ့အရင်ပွားနေကြပါပြီ။အဲ့လိုနဲ့သူတို့ပြန်ကိုယ်ပြန်တိုက်ခိုက်ကြရင်လည်းအမတ်ကလည်းတူညီသွားပြီးတော့ရှောင်းလီဖောင်ကလည်းမှောက်သွားပြီပဲဖြစ်ပါလိမ့်။ဒိုင်လူကြီးကနမက်စင်ကိုရေတွက်နေစဉ်မှာရှောင်းလီဖောင်ကအဲရှိသမျှလူရဲ့မျက်နှာကိုပြန်လှည့်ပြီးတော့မြင်ယောင်ပြီးတော့နမက်စင်ကိုဒီတေးချာလေးအနားယူလိုက်ကပြန်ထပြီးတော့ငကပြန်တိုင်းကန်ချက်နဲ့ဝဲပြန်လာပါလိမ့်။အဲ့ကွာကြိုတင်ရဲ့ကော်နာလေးကတပတ်လှည့်ပြီးတော့အရင်လိုဘိုက်ကိုကန်မှုစူးစားပေမယ့်ရှောင်းလီဖောင်ကချက်ချင်းအကွက်ပြောင်းသွားပြီးတော့ သူကျင့်ထားတဲ့ယထာဘူရာဂိတ်ပေါက်တိုးတိုင်းကိုတုံးပြီးတော့ကော်နာတီးရဲ့လွတ်နေတဲ့ချောတစ်ဖက်ကိုတိမ်းပြီးတော့ကျုံးလိုက်ပါတယ်။အန်ဂျက်ပြတ်သွားတဲ့ကော်နာတီးရဲ့ရင်ဘက်ကိုလည်းရှောင်းလီဖောင်းကဖုံးနဲ့ကန်ထုတ်ပြီးတော့အနိုင်ရမဲ့တက်မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ ရှောင်းလီဖောင်ကနိုင်သွားခဲ့ပြီးတော့ပွဲပြီးသွားခဲ့ပြီမြေပွဲမပြီးသေးတဲ့ကော်နာလေးကနေပြီးတော့အနောက်ကနေပြေးဝင်လာအောင်ရှောင်းလီဖောင်ကတပတ်လက်ရှောင်းတင်းပြီးတော့ကော်နာလေးကိုကင်ပေါက်ရင်းအပေါ်စီကနေခွာထိုးဖို့ရွေးလိုက်ပြီမြေဆီယာဟန်ရဲ့တားမြစ်တန်ကြောင့်မလို့လက်သီးကကျမ်းမြေမော်ထိုးမိပြီးတော့ရှောင်းလီဖောင်ကလည်းခရိုင်၅ခုရဲ့ချန်ပီယံဖြစ်လာခဲ့ပါပြီအားလုံးကရှောင်းလီဖောင်ကိုပွေဖက်ပြီးတော့နှုတ်ဆက်နေကြတော့မှမီရာမီကခင်းစင်အတင်းဝင်ဆွေးရကြောင်းမလို့ရှောင်းလီဖောင်ကိုဖတ်တာရဲ့ဆီယာဟန်ကသူ့ရဲ့လက်ကလေးလဲထုတ်ပြရစီအောင်လို့ပြောလိုက်ပါတယ် ရောက်ကမာရီရွေးချက်ကလည်းသူတမက်လေးရှောင်းလီဖောင်ကိုပကုံးမော်ထန်းကဂုံပြူရင်နဲ့ဇလန်လေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ။ Okay ပါနောက်နေ့မြန်မာလေးပဲအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးတူးပင်တင်ရှိပါရခင်ဗျာ။